မင်္ဂလာညနေခင်းပါရှင်။လေဝဲရုတ်တရက်ညနေခင်းတဲ့ဒိုင်ထုံးလွှင့်မှုကိုစတင်ပေးပါရမေး။ရုရှားနိုင်ငံတွင်ကျင်းပသည့်ကမ္ဘာအနှမြူသတင်းပတ် Foreign 2025မျက်နှာစုံကြီးထိပ်သီးအစည်းအဝေးသို့ယာယီသမရတက်ရောက်ဆွေးနွေးဆိုတဲ့သတင်းအပါအဝင်ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော လေပြားနှင့်ရဝန်းသည်နောက်24နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ပုံမူအားကောင်းလာနိုင်ဟုမိုးစလထုတ်ပြန်ဆိုတဲ့သတင်း အင်ဒိုနီးရှားတွင်ကျောင်းတွင်းအခမဲ့ကျွေးမွေးသည့်နေလယ်စားကိုစားသုံးပြီးနောက်ကလေးတထောင်ကျော်အစာအစိတ်သင့်မှုဖြစ်ပွားဆိုတဲ့တဲ့။ဘိုင်ယန်မြူနစ်တိုက်စစ်မှုဟာရီကိန်းသွင်းကိုတရာစံချိန်တစ်တင်နိုင်ဖို့အခွင့်အရေးရှိနေဆိုတဲ့တဲ့။စားတဲ့တဲ့တွေကိုတက်ဆက်ပေးသွားမှာပါ။ဥဆုံးနေနေရုရှားနိုင်ငံတွင်ကျင်းပသည့်ကမ္ဘာအနှံ့မြူသတင်းပတ်ဖိုရမ်2025မျက်နှာစုံကြီးထိပ်သီးအစည်းအဝေးသို့ ယာယီတမရတက်ရောက်ဆွေးနွေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘာအမျိုးမျိုးသတင်းပတ် Foreign 2025ကိုစက်တင်ဘာ25ရက်က Russia Federation နိုင်ငံ Moscow မြို့မှာရှိတဲ့ Atom Museum မှာကျင်းပရာယာယီတမရနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင့်တရားရေးကော်မရှင်ဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါဗျ။သူဟာနေပညာတဲ့မွေးဖွားခြင်းမှကဘာတဲ့အမြင်စီတော့ Frontend News Technology ကရိုးအောက်တူအန် New World View ခေါင်းစဉ်နဲ့ပြုလုပ်တဲ့မျက်နှာစုံကြီးထိပ်သီးအစည်းအဝေးကိုပေါင်ဝင်တက်ရောက်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။အဆိုပါမျက်နှာစုံကြီးထိပ်သီးအစည်းအဝေးမှာပြောကြားတဲ့မိကောမှာမြန်မာနိုင်ငံဟာနျူကလ ియర్ စွမ်းအင်အသုံးပြုနိုင်ရတဲ့အတွက်2022ခုနှစ်ကစပြီး Russia Federation နိုင်ငံ နိုင်ငံပိုင်အမှုမျိုးစွမ်းရင် Corporation Ross Atten နဲ့ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လာရေးလက်မှတ်ရေးထိုးပြီးနျူကလ িয়ার စွမ်းရင်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နိုင်ခဲ့တာဟာနျူကလ িয়ার စွမ်းရင်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အခြေခံအုတ်မြစ်စတင်ချနိုင်ခဲ့တာဖြစ်ကြောင်း2023ခုနှစ်ဖေဖော်ဝါရီလမှာရန်ကုန်မြို့မှာနျူကလ িয়ার နည်းပညာသတင်းအချက်အလက်စင်တာကိုဖွင့်လှစ်နိုင်ခဲ့ကြောင်းဒါကြောင့်နျူကလ িয়ার နယ်ပယ်မှာအတွေ့အကြုံကြွေဝပြီးထိတ်တန့်ဖြစ်တဲ့ရုရှားနိုင်ငံနျူကလ িয়ার စက်ရုံနဲ့နည်းပညာအပေါ် မီဒီယာမျိုးစုံနဲ့ပြည်သူလူထုပုံမှန်နားလည်သဘောပေါက်စေဖို့ဆောင်ရွက်နိုင်ခဲ့ကြောင်းထည့်သွင်းပြောကြားပါရစေ။အဲ့လိုပဲတစ်ဆက်ထဲမှာပဲအမျိုးသားအဆင့်နျူကလ িয়ার အခြေခံအဆောက်အအုံနေပယ်ရီမှာရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့သိပ္ပံနဲ့နည်းပညာဝင်ကြီးဌာနတို့အကြားပူးပေါင်းဆောင်ရွက်နိုင်ရေးလုပ်ငန်းလမ်းညွှန်ချက်တွေကိုလက်မှတ်ရေးထိုးခဲ့ကြောင်းရုရှားဖက်ဒရေးရှင်းနိုင်ငံရော့စ်အတန်နဲ့သိပ္ပံနဲ့နည်းပညာဝင်ကြီးဌာနတို့ပူးပေါင်းမင်းသိပ္ပံပွဲတော်2023နဲ့ တိုက်ပံပွဲတော့2024ကိုနျူကလ িয়ার နည်းပညာသတင်းအချက်အလက်စင်တာနဲ့ရန်ကုန်နည်းပညာတက္ကသိုလ် YTU တို့မှကျင်းပနိုင်ခဲ့တဲ့အတွက်မြန်မာကျောင်းသားတွေကိုနျူကလ িয়ার နည်းပညာဆိုင်ရာအသိပညာနဲ့ဗဟုသုတများစွာရရှိစေခဲ့ကြောင်း Ross Attan ကချင်းမြင့်တဲ့ပညာသင်စုအစီအစဉ်နဲ့ Small Modular Reactor SMR အတွက်လုပ်ငန်းလိုအပ်ချက်တွေအပါအဝင်နျူကလ িয়ার စွမ်းအင်နဲ့နျူကလ িয়ার နည်းပညာအတွက်လိုအပ်တဲ့လူဆွမ်းအရင်အမြင့်စဉ်စမပြတ်ဖွံ့ဖြိုးတိုးတက်ရေးကိုပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၎င်းကပြောပါရယ်။ မြန်မာနိုင်ငံတော်အနေနဲ့နျူကလ িয়ার စွမ်းအင်အစီအစဉ်အကောင့်ထဲပေါ်ဆောင်ရမှာလုပ်ငန်းမှတ်တိုင်၃ခုလုပ်ငန်းအဆင့်၃ခုရုံးနဲ့အပြည့်ပြည့်ဆိုင်ရာနှုမြွန်စွမ်းအင်အေဂျင်စီရဲ့လမ်းညွှန်ချက်တွေနဲ့အညီ Ross Atom ရဲ့ timeline အတိုင်းဆောင်ရွက်လျက်ရှိကြောင်းမြန်မာနိုင်ငံအနေနဲ့1958ခုနှစ်မှာအပြည့်ပြည့်ဆိုင်ရာနှုမြွန်စွမ်းအင်အေဂျင်စီ IAEA ရဲ့အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ခြင်းကအစပြီးအပြည့်ပြည့်ဆိုင်ရာနှုမြွန်စွမ်းအင်အေဂျင်စီရဲ့ဤပညာပိုးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွေမှာပါဝင်ခဲ့ကြောင်း ပြည်ပဆိုင်ရာနှင်းမြူစွမ်းရည်အေဂျင်စီအနေနဲ့လုပ်ငန်းရမုံငွေပံ့ပိုးပေးတာစက်ပြစီကရိယာတွေထောက်ပံ့ပေးတာအခြေခံအစအဦးတွေမြင့်တင်ပေးတာတွေအပြင်လူစွမ်းအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်နည်းပညာပိုးပေါင်းဆောင်ရွက်ရေးအစီအစဉ်တွေမှာပါဝင်စေတာနည်းပညာဆိုင်ရာသင်တန်းတွေပေးတာနည်းပညာပိုးပေါင်းဆောင်ရွက်ရေးစီမံကိန်းတွေဆောင်ရွက်စေတာတွေကိုပိုးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၎င်းကပြောပါတယ်ဒါပြင်2024ခုနှစ်အတွင်းအပြည့်ပြည့်ဆိုင်ရာအမှုမြွှန်ဆိုင်ရေးအေဂျင်စီကကြီးမှုကျင်းပတဲ့ နျူကလ িয়ার ဥပဒေဆိုင်ရာအလုံယုံဆွေးနွေးပွဲကိုတက်ရောက်ခဲ့ပြီးမြန်မာနိုင်ငံရဲ့နျူကလ িয়ার ဥပဒေကိုပြင်ဆင်ရေးဆွဲအကောင့်ထည့်ဖို့ဆောင်ရွက်လျက်ရှိကြောင်း2025ခုနှစ်အတွင်း Ross Upton နည်းပညာအကယ်ဒမီနဲ့အပြည်ပြည်ဆိုင်ရာအမှုမြွှေဆွေးရေးအေဂျင်စီတို့ကြီးမှုကျင်းပတဲ့နိုင်ငံခြားကျွမ်းကျင်သူတွေအတွက်အမျိုးသားအဆင့်နျူကလ িয়ার အစီအစဉ်များအကောင့်ထည့်ဖို့မှုမှာပါဝင်တဲ့အငယ်စားနျူကလ িয়ার လျှက်စစ်ထားပြီးစက်ရုံများနေရာချထားခြင်းဆိုင်ရာဒေတာရင်းအချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတင်နန်းကို မြန်မာနိုင်ငံအပေါင်းဝင်နိုင်ငံ၁၈နိုင်ငံကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြောင်းမြန်မာနိုင်ငံအနေနဲ့ IAEA အဖွဲ့ဝင်နိုင်ငံအဖြစ်နျူကလ িয়ার နယ်ပယ်တွေမြန်မာနိုင်ငံမှာအသုံးပြုနိုင်ရေးနှစ်ပေါင်းများစွာကလေးကစူးစမ်းခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့်တုံ့နှင်းနေခဲ့ကြောင်း2022ခုနှစ်ကစပြီးရုရှားနိုင်ငံနဲ့ပူးပေါင်းကအရင်အဟုန်နဲ့တိုးမြင့်ဆောင်ရွက်နိုင်မှုစူးစမ်းခဲ့မှုရုရှားနိုင်ငံရဲ့အဖက်ဖက်ကအပြည့်ဆောင်ရွက်ပေးမှုတွေကြောင့်တိုးတက်မှုတွေတည်တာစွာရရှိခဲ့ပြီးဖြစ်ကြောင်း၎င်းကဆိုပါတယ်နျူကလ িয়ার စွမ်းအင်ဟာကာဗွန်ထုတ်လွှတ်မှုနည်းပါးတဲ့ green energy တစ်ခုလည်းဖြစ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့နျူကလ িয়ার စွမ်းရင်ကနေတည်ငြိမ်သောလျှက်စစ်တားကိုထုတ်ယူပြီးနိုင်ငံတော်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားဖို့ရည်ရွယ်ထားကြောင်းမြန်မာနိုင်ငံအနေနဲ့လျှက်စစ်စွမ်းအားလိုအပ်ချက်မြန်မာလျက်ရှိပြီးအသေးစားစမှုလုပ်ငန်းတွေနဲ့ကျေးလက်နေပြည်သူတွေအတွက်လျှက်စစ်တားအဖြစ်တင်ပေးနိုင်ရေးကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းဒါပြင်နျူကလ িয়ার နည်းပညာနဲ့ကျန်းမာရေးကဏ္ဍစိုက်ပျိုးရေးကဏ္ဍနဲ့စမှုကဏ္ဍတွေမှာပုံမှုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားမှာဖြစ်ကြောင်းလူစွမ်းအရင်အမြင့်တွေဆင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရုရှားနိုင်ငံမှာရှိတဲ့တက္ကသိုလ်တွေနဲ့မြန်မာနိုင်ငံမှာရှိတဲ့တက္ကသိုလ်တွေပညာရေးကဏ္ဍပိုးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချုပ်လာတွေလက်မှတ်ရေးထိုးပြီးစီမံလုပ်ဆောင်လျက်ရှိကြောင်း၎င်းကပြောပါရယ်အလားတူမြန်မာနိုင်ငံမှာကနအုပ်ချိန်လန့်အဖြစ်အငေစားနျူကလ িয়ার လျှက်စစ်ဓာပေးစက်ရုံတည်ဆောက်နိုင်ရေးအတွက် Ross Adam နဲ့ Nikan Swa ပိုးပေါင်းဆောင်ရွက်လျက်ရှိပြီး လိုအပ်တဲ့အခြေခံအဆောက်အဦတွေနဲ့တခြားသောကဏ္ဍပေါင်းစုံတိုးချဲ့ဆောင်ရွက်နိုင်ရင်ရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိကြောင်းမြန်မာနိုင်ငံမှာအငြင်းစားလျှက်ဆက်ထားပြီးစက်ရုံတည်ဆောက်နိုင်ရေးအတွက်လိုအပ်တဲ့နျူကလ িয়ার အခြေခံအဆောက်အဦလူဆွမ်းအရင်းအမြစ်တွေနဲ့တခြားလိုအပ်တဲ့လုပ်ငန်းတွေကိုရုရှားဖက်ဒရေးရှင်းနိုင်ငံနဲ့ရော့စ်အတန်တို့ကတက်နိုင်သမျှမြန်မာနိုင်ငံကိုဆက်လက်ကူညီပေးဖို့အပြည်ပြည်ဆိုင်ရာနုမြွန်စွမ်းရည်အေဂျင်စီ IAEA ကလည်းမြန်မာနိုင်ငံရဲ့နျူကလ িয়ার စွမ်းရည်အကောင့်ထဲပေါ်ဆောင်ရမှာ လူဆိုင်အဖွဲ့မျိုးတိုးတက်ရေးအတွက်ဆက်လက်ကူညီပေးဖို့လည်းအလေးနက်ထားမြစ်တာရက်ခန့်ကြောင်း၎င်းကပြောပါရယ်။ဒါ့အပြင်မြန်မာနိုင်ငံအနေနဲ့အခုအပြည်ပြည်ဆိုင်ရာ foreign ကမ္ဘာအနုမြူသတင်းပတ်ကိုတက်ရောက်လာတဲ့နိုင်ငံတွေနဲ့လည်းနျူကလ িয়ার နည်းပညာကဏ္ဍနဲ့ပတ်သက်တဲ့တင်းလျော်ရာစက်တာတွေမှာပူးပေါင်းဆောင်ရွက်လိုကြောင်းမြန်မာနိုင်ငံနဲ့မိဖက်ဆက်ဆံမှုတွေပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်ဆောင်ရွက်နိုင်ဖို့ဖိတ်ခေါ်လိုကြောင်းနဲ့အနုမြူဆွမ်းပကားနဲ့ကမ္ဘာပြည်သူတွေငြိမ်းချမ်းသာရဖွံ့ဖြိုးပြီးအကျိုးပြုပါစေလို့စွန့်မွန်ကောင်းတောင်းကြောင်း၎င်းကပြောပါရယ်ဆလာဘီ ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသောလေပြင်းနှင့်ရှင်ဝန်သည်နောက်24နာရီအတွင်းမုံတိုင်းငယ်အဖြစ်ပုံမအားကောင်းလာနိုင်ဟုမိုးစလားထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရန်ဝန်ဟာနောက်24နှစ်အတွင်းမုန်တိုင်းငယ်အဖြစ်ပုံမအားကောင်းလာနိုင်တယ်လို့မိုးလေဝသနဲ့ဇလားပေရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့စက်တင်ဘာ26ရက်နံနက်ပိုင်းကထုတ်ပြန်ပါတယ်။ဒီနေ့မြန်မာစံတော်ချိန်9:00ခွဲအချိန်တိုင်းထွာချက်တွေအရာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အလဲပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပြင်းရနဲ့ရေမောဟာဆက်လက်တည်ရှိနေကြောင်းအဆိုပါလေပြင်းရနဲ့ရေမောဟာအနောက်အနောက်မြောက်ဘက်ကိုရွေလျားနိုင်ပြီးဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အနောက်အလဲပိုင်းအိန္ဒိယနိုင်ငံအရိတာပြည်နယ်တောင်ပိုင်းကမ်းလွန်အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့မှာနောက်24နာရီအတွင်းမုန်တိုင်းငယ်အဖြစ်ပုံမောအကောင်းလာနိုင်ပြီးစက်တဘာလ29ရက်နေ့မှာ ်အရိတပြည်နယ်တောင်ပိုင်းအင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေတို့ကိုဖျက်ချနိုင်တယ်လို့ခန့်မှန်းရကြောင်းထုတ်ပြန်ထားပါတယ်။ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေအားကောင်းနေတယ်လို့သိရပါတယ်။တက်ဖုန်းမွန်နယ်ရာကာစာကတော့ဒီနေ့မြန်မာစံတော်ချိန်9နာရီခွဲအချိန်တိုင်းထွာချက်တွေအရဗီယက်နမ်နိုင်ငံမြောက်ပိုင်းကုန်းတွင်းဒေသတွေကိုဖျက်ချော်ခဲ့တဲ့အပူပိုင်းမုန်တိုင်းငယ်ဟာအနောက်ဘက်ကိုရွှေ့လျားခဲ့ပြီးဗီယက်နမ်နိုင်ငံကုန်းတွင်းပိုင်းမှာလေပြင်းနဲ့ဆဲလ်အဖြစ်အာရော့သွားခဲ့ပြီးဖြစ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။ အင်ဒိုနီးရှားတွင်ကျောင်းတွင်းအခမဲ့ကျွေးမွေးသည့်နေလယ်စားကိုစားသုံးပြီးနောက်ခလေးတထောင်ကျော်အစာအစိတ်သင့်မှုဖြစ်ပွားဆိုတဲ့သတင်းကိုဆက်လက်ပြီးတော့တင်ဆက်ပေးပါမယ်။အင်ဒိုနီးရှားနိုင်ငံအနောက်ဂျာဗာပြည်နယ်မှာအခုသတင်းပတ်အတွင်ကျောင်းတွင်းအခမဲ့ကျွေးတဲ့နေလယ်စားကိုစားသုံးပြီးနောက်ခလေးတထောင်ကျော်အစာအစိတ်သင့်မှုဖြစ်ပွားခဲ့တယ်လို့အာဏာပိုင်တွေကပြောကြားခဲ့ပါတယ်။ဒီဖြစ်စဉ်ဟာ သမရပရာဘောဘောဆူဗီယန်တိုရဲ့နိလင်စာအခမဲ့ကျွေးမှုတဲ့အစီအစဉ်မှာနောက်ဆုံးအကြိမ်ဖြစ်ပေါ်တဲ့အဆအစိတ်တင်မှုဖြစ်စဉ်ချင်းဖြစ်လာပါတယ်။အနောက်ကြဘာပြည်နယ်မှာရှိတဲ့နေရာလေးနေရာမှာခလေးအစုလိုက်အစာအစိမ့်သိမ့်မှုဖြစ်ပွားခဲ့တယ်လို့ပြည်နယ်အုပ်ချုပ်ရေးမှူးဒီဒီမူရာတီကစက်တမ25ရက်ကပြောကြားခဲ့ပြီးအစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေကကျန်းမာရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့်ဒီအစီအစဉ်ကိုဆိုင်းငံ့ထားဖို့တောင်းဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့တရင်ပတ်ကအနောက်ဂျာဗာနဲ့ဗဟိုဆူလာဝင်စီပြည်နယ်တွေမှာကျောင်းတွင်းနေလယ်စားစားသုံးပြီးတဲ့နောက်ကျောင်းသား၈၀၀ကျော်အစာအစိတ်သင့်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းအခုတစ်ကြိမ်ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။လက်ရှိအချိန်မှာကလေးတန်း၂၀ကျော်ကိုနေလယ်စားအစီအစဉ်ထောက်ပံ့ပေးနေပြီးနှစ်ကုန်မတိုင်မီကလေး၈၃တန်းကိုကျွေးမွေးထောက်ပံ့နိုင်မှုအစီအစဉ်ထားတဲ့ဒီစီမံကိန်းရဲ့အစည်းအဝေးတွေနဲ့စီမံခန့်ခွဲမှုအပေါ်လူအများကမေးခွန်းထုတ်နေကြပါတယ်။ဒီစီမံကိန်းရဲ့ရူပီ187ထရီလီယံ ဒေါ်လာ10တသမ2ဘီလီယံဘတ်ဂျက်ကိုလာမယ့်နှစ်မှာနှစ်ဆတိုးသွားဖို့စီစဉ်ထားပါတယ်။ဒီစီမံကိန်းရဲ့ရည်ရွယ်ချက်ကကလေးငယ်တွေဖွံ့ဖြိုးမှုတက်နေတာကိုရှော့ချဖို့ဖြစ်ပါတယ်။လက်ရှိမှာအင်ဒိုနီးရှားကလေးတွေရဲ့20ရာခိုင်နှုန်းကျော်ဟာဒီအခြေအနေကိုကြုံတွေ့နေရပါတယ်။နေလေစာအခမဲ့ကျွေးမွေးတဲ့အစားအစာတွေကိုစားသုံးပြီးတဲ့နောက်စက်တဘာ22ရက်ကအနောက်ဘန်တောင်မှာ ကျောင်းသား480ကျော်နာမကျန်းဖြစ်လာခဲ့ပြီးစက်တမ24ရက်မှာကျောင်းသား3နဲ့စုကဘုံမိဒေတာမှာကလေး980ထပ်မင်းနာမကျန်းဖြစ်ခဲ့တယ်လို့အုပ်ချုပ်ရေးမှူးမိုရာဒီကဆိုပါတယ်။ကျွန်တော်တို့ဒီစီမံကိန်းကိုအငဲဖြတ်ရမှာပါ။အရေးကြီးဆုံးကတော့ဒီအစားအစာတွေကိုစားပြီးနောက်ရလာတဲ့ကလေးတွေရဲ့စိတ်ဒဏ်ရာကိုဘယ်လိုကုစားပေးရမလဲဆိုတာပါလို့မူရာဒီကပြောပြခဲ့ပြီးအနောက်ဘန်တောင်မှာရှိတဲ့ဈေးရုံငယ်လေးတွေမှာနာမကျန်းတဲ့အကြောင်းသားတွေနဲ့ပြည်နေတယ်လို့ဆိုပါရယ် ပရာဘိုဘိုရဲ့ယုံကတော့နောက်ဆုံးဖြစ်သွားတဲ့အစာစိမ့်သင့်မှုဖြစ်စဉ်တွေအပေါ်ချက်ချင်းမှတ်ချက်မပေးခဲ့ပါဘူး။အခမဲ့နေ့လယ်စာကျွေးမွေးမှုအစီအစဉ်ကိုကုတ်ကဲနေတဲ့အမျိုးသားအာဟာရအေဂျင်စီအကြီးအကဲဒါဒန်ဟင်တာရနာကတော့အစာစိမ့်သင့်မှုဖြစ်စဉ်တွေဖြစ်သွားတဲ့နေရာတွေကမိဖို့ကြောင့်တွေကိုဆိုင်းငံ့ခဲ့တယ်လို့ဆိုပါရယ်။အသက်15နှစ်အရွယ်လီစာဘီလာဆာဟာရာကကျောင်းကကျွေးတဲ့ကြက်သားနဲ့ပဲပုံးနဲ့ချက်ထားတဲ့တူဘူးတွေကိုစားသုံးခဲ့ပြီးတဲ့နောက်စက်တမ24ရက်မှာနာမကျန်းဖြစ်ခဲ့တယ်လို့ဆိုပါရယ်။ ောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာရီကိန်းသွင်းကို100စံချိန်တစ်တင်နိုင်ဖို့အခွင့်အရေးရှိနေဆိုတဲ့သတင်းကိုတက်ဆက်ပေးပါမယ်။ဘိုင်ယန်မြူးနစ်အသင်းရဲ့အင်္ဂလန်တိုက်စစ်မှူးဟာရီကိန်းဟာကလပ်အသင်းတစ်သင်းနဲ့အတူသွင်းကို100အများဆုံးပြည့်တဲ့ကစားသမားအဖြစ်စံချိန်တစ်တင်နိုင်ဖို့အခွင့်အရေးရှိနေကြောင်းသိရပါဗျာ။၂၁ရာစုအတွင်းရှင်ပြိုင်ခဲ့တဲ့အိုရောပထိပ်တန်းလိ၅ကိုမှကလပ်အသင်းတစ်သင်းနဲ့အတူ ပြန်ပွဲဆောင်တွင်ကိုတရားအမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ်လက်ရှိချိန်မှာစံချိန်တင်ထားတာကဆီရိုနယ်ဒိုနဲ့ဟာလန်တို့ဖြစ်ပါတယ်။ဆီရိုနယ်ဒိုကရီယယ်မက်ဒရစ်အသင်းအတွက်ဂိုးတရားကို105ပွဲကစားပြီးသွင်းယူနိုင်ခဲ့တယ်လို့ဟာလန်ကလည်းမန်စီးတီးအသင်းအတွက်ဂိုးတရားကို105ပွဲကစားပြီးသွင်းယူနိုင်ခဲ့တာပါ။လက်ရှိချိန်မှာဟာရီကိန်းကဘိုင်ယန်မြူးနစ်အသင်းအတွက်103ပွဲကစားပြီးချိန်မှာပဲ68ဂိုးသွင်းယူထားပြီးဖြစ်တာကြောင့်လာမယ့်ပွဲမှာ2ဂိုးသွင်းယူနိုင်ခဲ့ရင် သွင်ကိုတရာကိုပွဲအနည်းဆုံးနဲ့ပြေးမြောက်တဲ့ကစားသမားအဖြစ်စံချိန်တင်နိုင်မှာဖြစ်ပါတယ်။ဘိုင်မြူးနစ်အသင်းဟာဒီညမှာ Water Bremen အသင်းနဲ့ Bundesliga ပွဲစဉ်ရှင်ပြိုင်ကစားရမှာဖြစ်ပြီး Water Bremen ကဒီရသည်မှာပေးကိုးတွေများပြားနေတဲ့အသင်းဖြစ်တာကြောင့် Hurricane အနေနဲ့စံချိန်သစ်တင်နိုင်ဖို့အလားအလာကောင်းနေပါတယ်။11ရက်တိုင်ရဲ့စက်တင်ဘာလ26ရက်နေ့ညနေခင်းသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးခဲ့တာပါဆက်လက်ပြီးည7:00နာရီမှာလည်းနောက်ဆုံးရသတင်းတွေကိုတိုက်ထုတ်လွှင့်ပေးသွားမှာပါမင်္ဂလာရှိတဲ့ညနေခင်းလေးဖြစ်ကြပါသေးရှင်